ပညာရေးတန်လှည့်အစီအစဉ်ထုတ်လွှင့်ပေးမယ့်အချိန်ရောက်ရှိလာပါပြီရှင်။ဒီကနေ့ပညာရေးတန်လှည့်အစီအစဉ်ကနေတက္ကသိုလ်ဝန်ထမ်းကျောင်းသားကျောင်းသူများအတွက်ယူပဗေဒဘာသာမှ Electric Fee, Electric Potential and Capacitance အကြောင်းကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီကနေ့ပို့ချမယ့်သင်ခန်းစာကတော့တက္ကသိုလ်ဝန်ထမ်းပြဌာန်းစာအုပ်ပါ အခန်းခွန်၈နဲ့၉မှာပြန်လန်းထားတဲ့လျက်စစ်စကွင်းပြင်းအားလျက်စစ်ပိုတင်ရှယ်နဲ့လျက်တူတက်သည့်များအကြောင်းဖြစ်ပါတယ်။လျက်စစ်နဲ့လျက်စစ်အားများအကြောင်းကိုဥစွာရှင်းပြပါမယ်။လျက်စစ်အဖို့နဲ့လျက်စစ်အမလို့ခေါ်တဲ့လျက်စစ်ဓာတ်နှမျိုးရှိပါတယ်။ဝတ္ထုတစ်ခုမှာလျက်စစ်အမျိုးအစားတစ်ခုပို့ပြီးရှိခဲ့ရင်အဲ့ဒီဝတ္ထုဟာလျက်စစ်ဆောင်ဝတ္ထုဖြစ်လာတယ်။လျက်စစ်ဆောင်တဲ့ဝတ္ထုတစ်ခုရဲ့ချက်ကိုကျူးဤကွဲတူ NE ဖြစ်တွက်နိုင်တယ်။ လျှက်စစ်ကဲယူနေဟာ SI စနစ်မှာကုလောင်းဖြစ်ပါတယ်။လျှက်စစ်ဆောင်အမှုံတို့မဟုတ်ပစ္စည်းများတစ်ခုနဲ့တစ်ခုထိဆက်မနေရင်တစ်ခုပေါ်တစ်ခုပြန်လည်လျှက်စစ်အားတက်ရောက်နေကြမယ်။ကုလောင်းလောကိုရှင်းပြပါမယ်။လျှက်စစ်နှစ်ခုကြားတနည်းအားဖြင့်လျှက်စစ်ဆောင်အမှုံနှစ်ခုကြားလျှက်စစ်အားလျှက်စစ်များမြောက်လန့်နဲ့ဓာတ်ရိုက်အချိုးကြပြီးအကွာဝေးနှစ်ထပ်ကိန်းနဲ့ဖြောင်းမြန်အချိုးကြပါတယ်။ The electric force between two charges is directly proportional to the product of their charges and inversely proportional to the square of their distance between them ဖြစ်ပါတယ်။ကူလောင်းလော့ရဲ့ formula ကတော့ F equal to K into Q1 Q2 by R square ဖြစ်တယ်။လျှက်စစ်များတရှိနေတော့ဂျာခန်နယ်ရဲ့အမျိုးအစားပေါ်မူတည်ပြီးလျှက်စစ်အားကူလောင်းအားပြောင်းလဲပါမယ်။လျှက်စစ်အားကူလောင်းအားဟာတာဝေးအားဖြစ်ပါတယ်။ အခြေခံကြတဲ့အားလေးမျိုးရှိပါတယ် gravitational force ဒွတ်ဆွဲအား electromagnetic force လျှက်စစ်တန်လိုက်အား weak interaction အားပြော့ပြန်လန်တဲ့ရောက်အား nuclear force nuclear အားတို့ဖြစ်ပါတယ်လျှက်စစ်အားများတဲ့ရောက်လျက်ရှိတဲ့နယ်ကိုလျှက်စစ်စကွင်းကိုတတ်မှတ်တယ် an electric field is a region where electrical forces act ဖြစ်ပါတယ်လျှက်စစ်စကွင်းတစ်ခုအတွင်းအမှတ်တနေရာရှိလျှက်စစ်စကွင်းပြင်အားဆိုတာ အဲ့ဒီမှတ်မှာထားရှိတော့တူယိုနစ်အပေါင်းလျက်စစ်အဖို့ပေါ်တက်ရောက်နေတဲ့လျက်စစ်အားဖြစ်တယ်။ The electric fee industry at a point in an electric fee is the electric force adding upon a unit positive charge placed at that point လို့ပေါ်ပြပါတယ်။မီဒီလျက်စစ်မှာမဆိုရင်းရဲ့ပောင်းဝင်းခြင်းမှာလျက်စစ်ဆက်ကွင်းကိုဖြစ်ပေါ်စေတယ်။ရေဘူးကအဖြစ်တူယိုနစ်အပေါင်းလျက်စစ်ကိုစံသက်လျက်စစ်ကိုစဉ်းစားတယ်။လျက်စစ်နှစ်ခုသို့မဟုတ်အဲ့ဒီထက်ပိုတော့တိကျစီရှိနေတဲ့လျက်စစ်များကြောင့် အမှတ်တနေရာရှိ အကျိုးဆက်ကွင်းပြင်းအားဟာလျှက်စစ်တစ်ခုစီသောအဲ့ဒီအမှတ်မှာထားရှိသောဆက်ကွင်းပြင်းအားများရဲ့ဗက်တာပေါင်းလက်ဖြစ်တယ်။လျှက်စစ်ဆက်ကွင်းတရှိတော်လဲလုံးဝမမြင်နိုင်မှာသူ့ကိုမျက်မြင်လေ့လာနိုင်ရန်ဖာရာဒေးကလျှက်စစ်အာလန်အသည့်တညာကိုတင်တွင်းခဲ့ပါတယ်။လျှက်စစ်အာလန်ဟာလမ်းကြောင်းတစ်ခုဖြစ်တယ်။အဲ့ဒီလမ်းကြောင်းပေါ်ရှိမြည်သည့်အမှတ်မှာမဆိုဆွဲတဲ့တန်းကျက်မြင်းဟာအဲ့ဒီအမှတ်ရှိလျှက်စစ်ဆက်ကွင်းရဲ့ဥတီဘက်ကိုပြောပြတယ်။ An electric line of force is a part such that the tangent drawn at any point on it indicates the direction of electric field at that point လို့ဖြစ်ပါတယ်။လျှက်စစ်အားလမ်းများအမှန်တကယ်မရှိကြပါ။သူတို့ဟာစက်ကူးလမ်းကြောင်းများတာဖြစ်တယ်။လျှက်စစ်အားလမ်းများတစ်ဆက်တည်းလမ်းကြောင်းများဖြစ်ပြီးအပေါင်းလျှက်စစ်မှအားလမ်းစပြီးအနုလျှက်စစ်တင်အဆုံးသတ်တယ်။လျှက်စစ်အားလမ်းများတစ်ခုတစ်ခုမဖြတ်ပါ။အားလမ်းတစ်နေရာအတွက်ဥတီဘက်တစ်ခုသာရှိသောကြောက်ဖြစ်တယ်။ နက်တနေမှာအမှတ်တမ်း၌လျက်စစ်စကွင်းပြင်းအားဟာပမာဏဥတီပဲတူညီနေပါကအဲ့ဒီနယ်ရှိလျက်စစ်စကွင်းကိုတတမတ်လျက်စစ်စကွင်းဟုခေါ်တယ်။လျက်စစ်တို့သည်လျက်ကူးပစ္စည်းမျက်နှာပြင်ပေါ်တွင်သာတည်ရှိကြတယ်။သို့တော်တမစွာပြန့်နှံ့ခြင်းမဟုတ်ပါ။မျက်နှာပြင်ကွေးမှုများသည့်အပိုင်းမှာလျက်စစ်ပုံမှုစုပြီးချွန်သောအပိုင်းတွင်လွန်စွာပင်စုဝေးတည်ရှိနေကြတယ်။လျက်စစ်ဆောင်လျက်ကူးပစ္စည်းများအတွင်မှာလျက်စစ်စကွင်း၃ညဖြစ်တယ်။ အကြောင်းမှာမျက်နှာပြင်ပေါ်ရှိလျှက်စစ်တကူချင်းစီကြောင့်ရတဲ့စက်ကွင်းတို့ဟာလျှက်ကူးစက်ကွင်းများအတွင်အချင်းချင်းခြေဖြတ်သွားတော့ကြောက်ဖြစ်တယ်။မိုးချိုပြစ်တာကိုကာကွယ်ဖို့မိုးချိုလက်ကိုသုံးပါတယ်။သူ့ကိုလျှက်ကူးမှုကောင်းတဲ့ကော့ပါးချောင်းနဲ့ပြုတ်လုထားတယ်။လျှက်စစ်စက်ကွင်းတစ်ခုအတွင်အမှတ်တနေရာရှိလျှက်စစ်ပိုတင်ရှယ်ဆိုဒီမှာတူနစ်အပေါင်းလျက်စစ်ကိုအနန္တအကွာဝေးမှအဲ့ဒီအမှတ်တို့လျက်စစ်အားကိုစန့်ကျင်ပြီးတဲဆောင်ရာမှာပြီးမြောက်တဲ့အလုပ်ဖြစ်တယ် The electric potential at a point in an electric field is the work done in bringing a unit positive charge against the electric force from infinity to the point ဖြစ်ပါတယ်။ပုံသင်နည်းအားဖြင့် V equal to W1 Q နဲ့ဖော်ပြတယ်။လျှက်စစ် potential ရဲ့ practical unit မှာ force ဖြစ်ပြီး scalar quantity ဖြစ်ပါတယ်။ပြစစ်ဆောင်ဝတ္ထုတစ်ခုကိုပြစစ်အားကိုစန့်ကျင်ပြီးတည်ဆောင်ရမှာ အလုပ်ပြုလုပ်ပေးရတယ် ဲ့ဒီအလုတ်ဟာလျှက်စစ်ဆောင်ဝတ္ထုရဲ့လျှက်စစ်ပိုတင်ရှယ်စွမ်းရင်ဖြစ်ပါတယ်။လျှက်စစ်ပိုတင်ရှယ်စွမ်းရင်ရဲ့ယူနစ်မှာဂျိုးဖြစ်ပါတယ်။လျှက်စစ်စကွင်းတစ်ခုအတွင်းအမှတ်နှစ်ခုကြားလျှက်စစ်ပိုတင်ရှယ်ဌာနချင်းမှာဒီယူနစ်အပေါင်းလျှက်စစ်ကိုအမှတ်တစ်ခုမှတစ်ခုတို့လျှက်စစ်အားကိုစန့်ကျင်ပြီးတည်ဆောင်ရမှာပြီးမြောက်တဲ့အလုတ်ဖြစ်တယ်။ The electric potential difference between two points in an electric field is the work done in bringing a unit positive check from 1.2 to another against electric forces ဖြစ်ပါတယ်။တရားစစ်ပေါ်တင်ချက်ခြားနာခြင်းရဲ့ unit မှာလဲ vote ဖြစ်ပါတယ်။အမှတ်လျက်စစ်တစ်ခုကြောင့်ဖြစ်ပေါ်တဲ့ potential ကို v equal to 1 by 4 by epsilon not into q by r နဲ့ပေါ်ပြတယ်။ဒီပုံသေးနည်းနဲ့လျှက်စစ်ပေါ်တင်ချက်တွေ့ရမှာလျှက်စစ်ရဲ့လက္ခဏာကိုထက်တွေ့ရပါမယ်။ဒါကြောင့်လျှက်စစ်ကအပေါင်းစုအပေါင်းပိုတင်ရှယ်အနှုတ်လျှက်စစ်ကြောင့်အနှုတ်ပိုတင်ရှယ်ရပါမယ် လျှက်စစ်တစ်ခုကိုတဲဆောင်ရ၌ပြီးမြောက်တဲ့အလုတ်ဟာတဲဆောင်တဲ့လမ်းကြောင်းပေါ်မူမတည်ပါအမတ်နှစ်ခုကြားပိုတင်ရှယ်ချာနာချင်းပေါ်တာမူတည်ကြောင်းတွေ့ရှိနိုင်မှာဖြစ်ပါတယ်ပိုတင်ရှယ်တူရောအမတ်များကိုဖျက်ရွှေ့ထားသောမျက်နယ်ပြင်ကိုပိုတင်ရှယ်တူမျက်နယ်ပြင်ခေါ်ပါတယ် Asavitrion to the boys at the same potential is called an equipotential service ဖြစ်ပါတယ်တနည်းအားဖြင့်ပုံတံအမျိုးမျိုးရှိနေတဲ့လျှက်စစ်ဆောင်လျှက်ကူးပစ္စည်းရဲ့မျက်နယ်ပြင်ဟာ potential တူမျက်နယ်ပြင်ဖြစ်တယ် ပိုတင်ရှယ်တူမျက်နယ်ပြင်ပေါ်ရှိအမှတ်တနေရာမှတနေရာတို့ trust ကိုတည်တဲ့အခါမှာပြင်းမြောက်တဲ့အလုတ်က0ဖြစ်တယ်။ကမ္ဘာမြေကြီးရဲ့ပိုတင်ရှယ်ဟာ0ဖြစ်တယ်လို့လက်စစ်ဆောင်ဝတ္ထုတစ်ခုကိုကမ္ဘာမြေကြီးနဲ့ဆက်တဲ့အခါမှာအဲ့ဒီဝတ္ထုရဲ့ပိုတင်ရှယ်ဟာလည်း0ဖြစ်လာပါတယ်။မြို့တူ area 2ရဲ့အပြိုင်ဖြစ်နေတော့တတုပြားနှစ်ချက်တွင်တစ်ချက်၌အပေါင်းလျက်စစ်အခြားတစ်ခု၌အနှုတ်လျက်စစ်ပမာဏတူညီစွာရှိနေကြရင် parallel check place ဟုပြောတယ် အပေါင်းပြားတွင်အပေါင်းပိုတင်ရှယ်ရှိရအနှုတ်ပြားတွင်အနှုတ်ပိုတင်ရှယ်ရှိရဒါကြောင့်အပြားနှစ်ပြားကြားပိုတင်ရှယ်ခြားနားနေမယ်ပုံသင်နည်း V equal to ED နဲ့ဖော်ပြပါတယ်ဤပုံသင်နည်းအရလက်စစ်စကွင်းပြင်ဟာ E ရဲ့ unit ကို volt per meter နဲ့လည်းဖော်ပြတယ်ဆက်လက်ပြီးလက်စစ်ပစ္စည်းတစ်မျိုးဖြစ်တဲ့လျှက်သူ capacitor အကြောင်းကို ရှင်းပြပါမယ်သူ့ရဲ့အဓိပ္ပာယ်သတ်မှတ်ချက်ကတော့ A capacitor is an electrical device that stores electrical energy in the form of an electric field ဖြစ်တယ်။လက်သူဆိုဒီမှာလက်စစ်စွမ်းအင်ကိုလက်စစ်စကွင်းအတွင်ဖြင့်တူလောင်ထားတဲ့လက်စစ်ပစ္စည်းဖြစ်ပါတယ်။လက်သူ capacitor မှာလျှက်ကူးပစ္စည်းနှစ်ခုပါရှိပြီးဂျားတွင် လေသွုံးမဟုတ်လျှက်ကပစ္စည်းထက်တွင်အနည်းငယ်ခြားထားတယ်။လက်သူများကို radio television computer နဲ့တခြားလက်စစ်ပစ္စည်းများကဲ့သို့ electronic နဲ့ electrical circuit တွေမှာသုံးပါတယ်။ အဲ့ဒီလျက်သူရဲ့လျက်သူတတ္တိဆိုဒီမှာလျက်သူကတူလောင်ထားတော့လျက်စင်နဲ့လျက်ကူးပစ္စည်းနှစ်ခုကြားပိုတင်ရှယ်ချာနာခြင်းတို့ရဲ့အချိုးဖြစ်တယ်။ The capacitance of a capacitor is the ratio of the charge to the potential difference between two conductors of the capacitor လို့သတ်မှတ်တယ်။လျက်သူတတ္တိရဲ့ unit မှာ farad ဖြစ်ပါတယ်။ဆက်လက်ပြီးအပြိုင်များလျက်သူ parallel plate capacitor အကြောင်းကိုရှင်းပြပါမယ်။ အပြိုင်ပြားလျက်တို့တွင်ပြိုင်နေတဲ့တတုပြားနှစ်ခုပါဝင်ပြီးတော့အဲ့ဒီနှစ်ခုကိုလေသောမဟုတ်အခြားလျက်ကပစ္စည်းတစ်ခုခုနဲ့ခြားထားတယ်။လျက်ကူးပစ္စည်းနှစ်ခုကြားလျက်ကပစ္စည်းထည့်တင်ထားတဲ့လျက်တို့တစ်ခုရဲ့လျက်တို့တတိနဲ့ထိုလျက်တို့မှာလျက်ကူးပစ္စည်းနှစ်ခုကြားဗလာနေတာရှိသည့်အချိန်တွင်လျက်တို့တတိရဲ့အချိုးကိုလျက်ကပစ္စည်းရဲ့လျက်ကန့်ကင်းဟုခေါ်တယ်။ The ratio of the capacitance of a capacitor with an insulating material between its two conductors to the capacitance of that capacitor with a vacuum between its two conductors is the dielectric constant of that insulating material ဖြစ်ပါတယ်။လက်တို့တစ်ခုရဲ့စွမ်းအင်ကို W = half to V W = half CV2 W = half Joule square by C နဲ့ပေါ်ပြပါတယ်။လက်တို့များကိုဆက်သွယ်တဲ့အခါမှာတန်းဆက် series ပြိုင်ဆက် parallel တွေနဲ့ဆက်နိုင်ပါတယ်။ series တန်းဆက်ဆက်တဲ့အခါမှာစုစုပေါင်းလက်တို့တတိယလှန်ကိန်းဟာ လျက်တိုတက်တီတစ်ခုစီလန်ကင်းများပေါက်နှက်နဲ့ညီးတယ်။တူညီရဲ့လျက်စစ်ပမာဏကိုလျက်တိုတစ်ခုစီမှာတူလောင်ထားတယ်။လျက်တိုတစ်ခုစီကိုဖြတ်တဲ့ potential difference မတူပါ။ parallel ပြိုင်ဆက်ဆက်တဲ့အခါမှာစုစုပေါင်းလျက်တိုတက်တီဟာလျက်တိုတစ်ခုစီရဲ့လျက်တိုတက်တီများပေါက်နှက်နဲ့ညီးတယ်။လျက်တိုတစ်ခုချင်းစီအတွက် potential ချနာချင်းတူပါတယ်။တဲ့တို့တစ်ခုစီမှာတူလောင်ထားတဲ့ chess ပမာဏမတူပါယခုပြောကြားသွားတဲ့အခန်းဒီမှာဒိဋ္ဌိပြုစရာအချက်တွေကတော့ electric force နဲ့ electric v intensity က vector ဖြစ်တဲ့အတွက် direction ကိုစဉ်းစားရမှာဖြစ်ပြီးတော့ electric potential က scalar ဖြစ်တဲ့အတွက် direction စဉ်းစားစရာမလိုပါ series နဲ့ parallel စက်တာကိုရောနှောမှုမရှိအောင်သတိထားသင့်ပါတယ်အဓိပ္ပာယ်သတ်မှတ်ချက် definition များဖြည့်ဆို့ရာတွင် ပြန်လန်းစာအုပ်အတိုင်းဖြည့်ဆို့ဖို့အကြံပြုပြောကြရင်သင်ခန်းစာပို့ချချက်ကိုရနာလိုက်ပါတယ်အခုထုတ်လွှင့်ပေးခဲ့တဲ့သင်ခန်းစာအကြောင်းများလေးကိုနားထောင်ပြီး တက္ကသိုလ်ဝန်ထမ်းចောင်းသားចောင်းသူတွေအနေနဲ့ယူပဗေဒဘာသာရက်ကိုလွယ်ကူစွာလေးလာချမှတ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။ဒီသင်ခန်းစာအကြောင်းညာလေးကိုတော့ရန်ကုန်တက္ကသိုလ်ယူပဗေဒဌာနမှတွဲဘက်ပါမောက္ခဒေါက်တာခင်ခင်ကျော်ကရေးသားပြုစုအတန်းနှင့်ပို့ချပေးထားတာဖြစ်ပါတယ်ရှင်။